နေဒါနိုင်ငံအပေါ်အခွန်ဆဲရခိုင်တို့တုံးမြင့်သက်မှတ်မယ်လို့ American သမ္မတဒေါ်နယ်ထရန့်ပြောပါရယ်အထင်မှားစေတဲ့အကြောင်းအရာတစ်ခုကြောင့်ကနေဒါနဲ့ကုန်သွယ်ရေးဆွေးနွေးမှုတွေကိုအဆုံးသတ်လိုက်ပြီလို့ကြေညာခဲ့ပြီးတဲ့နောက်ပိုင်းနှစ်ရက်အကြာမှာအခုလိုအခွန်ထပ်တိုးလိုက်တာပဲဖြစ်ပါရယ်ကနေဒါရဲ့ Antrio မှာ Republican သမ္မတ Ronald Reagan ရဲ့ကုန်သွယ်ခွန်နေရာကုန်သွယ်ရေးစစ်နဲ့စီးပွားရေးဘေးအန္တရာယ်ကိုဖြစ်စေတဲ့ဆိုတဲ့ဗီဒီယိုကိုထုတ်လွှင့်ခဲ့တာပဲဖြစ်ပါတယ်။ ရန်နယ်ရီကင်ဟာအမျိုးသားလုံခြုံရေးနဲ့စီးပွားရေးရည်ရွယ်ချက်တွေအတွက်အခွန်တိုးမြင့်တာကိုနှစ်သက်တဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ကနေဒါကအဲ့ဒီလိုမဟုတ်ဘူးဆိုပြီးတော့ပြောဆိုပါရယ်။သူတို့ရဲ့အကြောညာကိုချက်ချင်းပိတ်ချဖို့ပြောခဲ့ပေမဲ့မနေ့က World Series မှာထပ်ပြီးတော့ထုတ်လင်းခဲ့ပါသေးတယ်။ ဒါကလိမ်လည်မှုအချက်လက်တွေမှားရင်းနဲ့ဖော်ပြမှုနဲ့ရန်လိုမှုတွေပဲဖြစ်တဲ့ကနေဒါကိုအခွန်ဆဲရခိုင်တော့ထတ်တိုးပြီးကောက်မှာပါလို့ Trump ကဆိုရှယ်မီဒီယာမှာဖော်ပြထားပါဗျ။ကနေဒါဝန်ကြီးချုပ် Mark Carney ကတော့ကနေဒါနိုင်ငံဟာ American နဲ့ကုန်သွယ်ရေးကိစ္စဆွေးနွေးဖို့အသင့်ရှိရဲလို့တောက်ကြနေရပြောထားပါဗျ။ American ကုန်သွယ်ရေးဌာနအင်ဖြူရော်နဲ့ကနေဒါအစိုးရအဖွဲ့တို့ကအခွန်တိုးကောက်မဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ချက်ချင်းမှတ်ချက်ပေးတာမျိုးမရှိသေးပါဘူးရှင်။